ချီရှူအားပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2025ဇွန်4ရက်နေ့ဗုဒ္ဓနေ့တနေ့တာလက်ဒီရကတောင်ရစန္ဒီရရကအရှိရရဘောရရကမြောင်းရဖြစ်ပါရဲ့ဒီနေ့ဒီရက်ငကဘောရနဲ့တိုက်ဆိုင်တဲ့အတွက်မတော်တဆထိခိုက်ဝံနေရကိုဖြူဆိုင်ရမယ်အရှိရကိုတည်သွားစေအနေဖြစ်တတ်တဲ့ အထူးသဖြင့်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးတိုင်ကြာညပိုင်းမှာလည်းညခုနှစ်နိုင်ခွဲနဲ့ကိုးတိုင်ကြာဒီမှာမတော်တဆဖြစ်ပေါ်မှုသဘာဝသွားမှုမများတယ်တတိထားတနေ့တာမူလားဆန်းရှင်ရက်ကကဟောဆရာဖလကုနီနက်ခတ်ဖြစ်တယ်မိဒယာဒီမှာတောက်ကြချူတည်တယ်ပြိဒယာဒီမှာတနေ့ကလွေချူဗုဒ္ဓချူတည်ရှိပြီမေထုံယာဒီမှာသာသာပတိချူ ကရကရာတိမှာအင်္ဂါဂျုံတရာတိမှာတနည်းလာဂျုံနဲ့ကိတ်ဂျုံကောရာတိမှာရာဟုဂျုံနဲ့မေရာတိမှာစနေဂျုံတို့တရှိတယ်မိဒရာတိဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့တိုးတက်မှုရှိမယ်ဝေဖတ်မတင်ဘူးပိဒရာတိဘွားတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်မယ် ထူးခြားတဲ့ကြောင်းလေးနဲ့တွေ့တဲ့မှုရှိမယ်ရင်မချက်မြင်မယ်မေထောရာဒီဘွားတွေမှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ပပန်းလူပပန်းဖြစ်မယ်ကရကရာဒီဘွားတွေမှာထူးခြားစွာကောင်းခြင်းကံနဲ့အချိုးဖြစ်ခြင်းတွေရှိတယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွေ့တဲ့မယ်တရားဒီဘွားတွေအတွက်ရံအနောက်ရှက်နဲ့ရှင်ပြီးတော့ရတယ်ကိုပြောတဲ့စကားပေါ်မှာစန့်ကျင်ပဲပြည်သူတွေ ကိုလို့တဲ့လို့မှာတားဆီးတဲ့သူတွေနဲ့တွေ့စိတ်ရှည်ဖြစ်တဲ့ကံရည်ဒီဘွားတွေအတွက်ကတော့ရံများခြင်းအတိုက်ခံများခြင်းရှိတယ်အသေးစားထိခိုက်မှုနဲ့ကျူးဆက်ရမယ်ရံနောက်ဆက်ကျူးဆက်သူရည်ဒီဘွားတွေမှာအထူးတည်းကောင်းသောကံတွေတွေ့တတ်တဲ့ကံတွေပေါ်တယ်ဥတီချက်ပြောင်းပြီးလိုရာပြည့်စုံတယ်ဒိဋ္ဌာရည်ဒီဘွားတွေမှာ ယတ္တနဲ့တို့တွေပြန်လဲစတဲ့နိုင်တယ်။အပြိုင်ဆိုင်ချာမှာတို့တဲ့ဝင်ရှိမယ်တို့ရပြည့်စုံတယ်။ဓနုရာသီဘွားတွေမှာခီးကံကောင်းတယ်လူမျိုးခွဲချုပ်ပြီးအယဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့သူချုပ်ပြီးမကာရရာသီဘွားတွေမှာထူးခြားတဲ့ကံကောင်းမှုနဲ့အတူဆက်ဆက်ပြည့်စုံခြင်းတို့ရစန္ဒရှိရွက်ချက်မှများအောင်မြင်ခြင်းကိုကြောက်ပဲ။ကောင်းရာဒီဘွားတွေမှာငွေကြေးကံကောင်းမဲ့လက်ပွဲမဲ့လိုရာပြည့်စုံမဲ့ဘဝထိုးတဲ့ မေယာဒီဘွားတွေမှာရှားပဲခွေတွေပြန်ရမယ်ခီးကတ်ကောင်းမယ်ပုတိချက် ပြောင်းပြီးလှုပ်တာဆင်ပြေမယ်စိတ်ကူးတဲ့ကြံကြံစိတ်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုအစစ်စစ်ကိုရရှိသွားမယ်တနေ့တာကာလတော်တွေမှာအညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့ ကော်ဘူးကော်ခွဲဟောင်းနေရှာဖွေဆွပြလိုက်ပါအညာကင်းပြီးကောင်းကျင့်ကံတွေရောက်ရှိလာပါတယ်ကျေးဇူးတင်ပါတယ်